ျွန်တော်တို့နိုင်နေပါပြီနိုင်နေပါပြီဆိုပြီးអော်နေတဲ့လူတွေပေါ့ဗျာအခုဘလောင်ကတော့သုံးရက်အချိန်ပြီးထားတယ်မင်းတို့လက်နဲ့ချမှာလားအတီတွတ်ထွက်မှာလားနောက်အဲ့ဒီမြို့ကြီးကိုနောက်ဒီအရှမ်းပြည်နယ်ဟိုတင်းနောက်ချူကနေမင်းတို့အာလူကြာကျွတ်အောင်ပြီးမှာလားဆိုတော့သုံးရက်အချိန်ပြီးထားတယ်ပေါ့နော်အဲ့တော့အရေးတော်ဘူအောင်တော့မယ်ဆိုပြီးပြည်သူကိုချင်းထဲနေခဲ့တဲ့ဟိုတင်းနေပေါ့နော်အဲ့ဒီထဲထဲမှာအခုမင်းတို့ PDF လေးတွေကိုမှခွေး ခွေးတကောင်လောက်တော့မှတန်ဖိုးမထားပဲဟာလားကြက်ကလေးငက်ကလေးလိုမျိုးဟာလားဒီနေ့ဗမာတွေကိုပလောင်တွေကညင်းဆဲနေတာကိုတိလျက်နဲ့မင်းတို့ဗမာလူမျိုးတွေကနော်အသိပညာတော်တော်ခေါင်းမွားတယ်လို့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့တို့တွေတစ်ချိန်တော့ပြောခဲ့ပါတယ်မင်းတို့ဟာလားတော့လည်းရောက်ရင်မင်းတို့ဘာတွေဖြစ်မလဲဘာတွေကြုံတွေ့နိုင်မလဲအဲ့တော့တုံလိုင်းရေးဆိုတဲ့ခေါင်းစဉ်အမိအောက်ကနေမှငါတို့တို့လောက်ပြီးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အလုပ်ရက်တွေကိုရက်တမ်းမှုတွေလုပ်နေ အဲ့ဒါဘာလဲဆိုရင်ဒီနေ့တိုင်းပြည်ကိုတက်တဲ့မြန်မာနိုင်ငံရဲ့ဒီပညာရေးဘက်ကပြီးတော့ကျမရေးစည်းပွားရေးစတဲ့ပြည့်ကျွန်တော်နိုင်ငံမှာနှစ်ပေါင်မြောက်များစွာဒါတွေတို့မြန်မာပြည်သူတွေရဲ့ကြုံတွေ့ခဲ့ရတာအဲ့ဒီကဘာလဲဆိုဖက်ဒရယ်ဆိုတဲ့ခေါင်းစဉ်နဲ့သွားမယ်ဟာလာနောက်တစ်ခုကဘာလဲဖက်ဒရယ်ခေါင်းစဉ်နဲ့လည်းပြောမယ်ဟိုမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ကွာခေါင်းစဉ်စစ်အာဏာရှင်ပေါ့မကောင်းမှုပါညာဆိုပြီးဒါပေမဲ့ဒီလိုအတန်ဟစ်ပြီးအော်အော်ပြီးလောက်ခဲ့တဲ့ပုံကိုယ်တွေ ကျွန်တော်တို့နိုင်ငံစိုးကျူကောင်းကျူနဲ့ပတ်သက်ပြီးနိုင်ငံပြည်သူအများအတွက်အကျိုးလုပ်ခဲ့တဲ့အဖွဲ့အစည်းရှိလားလို့ကျွန်တော်ပြောကြည့်ပါမယ်။เนาะကျွန်တော်များတို့သုံးလရေးကိုအရန်ကိုတဘောကြနေတဲ့ပုံကိုယ်ကြီးအရေးတို့ဘုံအောင်ရမယ်စစ်အာဏာရှင်စနစ်ကိုပြုတ်ချရမယ်လေးဘာလေးညာလေးနဲ့ခမားတို့ဟလာကိုစီကိုစီဒီလိုမျိုးခေါင်းစဉ်တွေတက်ပြီးခမားတို့စစ်တိုက်တယ်တိုင်းပြည်ကိုဖြုံဖြူဖြုံဖြူတုတ်တက်မှုကိုနှောက်နေစီတယ်တိုင်းပြည်ကိုအာ ဟာလာအကက်ခက်ဖြစ်အောင်တယ်မင်းတို့ကအမင်းနီးမျိုးစုံနဲ့မင်းတို့တွေကဝင်ပြစ်တယ်အခုတော့ဘာဖြစ်လာလဲဆိုတော့ဒီတောင်လိုက်ကအောင်ဟာလာအောင်ကုန်အောင်ရမယ်ဆိုပြီးမင်းတို့ဒီလက်နဲ့ကင်တဲ့အဖွဲ့စည်းတွေကပေါ့နော်တကယ်ပြောရင်2023ကစတော့လက်နဲ့ကန်ပဋိပက္ခကတနိုင်ကလုံးမှာဒီလိုဟိုဒီမော်ဒီကိုဘာလဲဒီ covid 19ပေါ့ကိုရိုနာလိုမျိုး virus ပေါ့လိုမျိုးတပြိုင်တည်းတလို့ထွက်လာပြီးမှတိုင်းပြည်ကြီးတစ်ခုလုံးကိုဟုတ်လား စုတ်ချက်တောင်းလောက်ပြီးမှအပြစ်မဲ့ပြည်သူလူထုတွေကိုတတ်ဖြတ်ခဲ့ပြီးကိုကိုအဲ့ဒီဥဆောင်ပါတယ်ဆိုတဲ့ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကတနေ့တိုင်းပြည်မှာမရှိပဲနားဟလာတိုင်းတစ်ပါးအနေမှာလူတွေကိုတတ်ဖို့ဖြတ်ဖို့လောက်ပဲဟလာအဝေးကနေမြောက်ပေးနေတဲ့လူတွေတဲဟာတွေကိုဒီနေ့မြန်မာလူမျိုးတွေကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေစဉ်းစားရမှာအချက်တွေကိုကျွန်တော်ဆိုရင်ခဏခဏပြောပါတယ်ဒီလိုအောက်တန်းကြတဲ့လူသားတွေကိုပြောတဲ့စကားနားထောင်ပြီးကိုယ်နိုင်ငံကိုမြို့ကိုယ်နိုင်ငံကိုပြည်နယ်ကိုဒေသကိုရွာကြီးလက် ဟလာရက်ွက်မှာဒီလိုစုကောင်လောက်ပြီးမှတိုင်းပြည်ကိုဖျက်ဆီးနေတဲ့လူတွေကိုခမည်းတော်ကတွန်လိုင်းရေးလို့ထင်နေတယ်ဆိုရင်တော့ခမည်းတော်မြန်မာပြည်လူထုကစိတ်ပိုင်းဆိုင်ရာဒီတွန်လိုင်းရောအားပေးနေလို့ပြခမည်းတော်စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခံစားနေရတယ်လို့ကျွန်တော်ဒီလိုပဲမြင်တယ်။ဘာကြောင့်လဲ။နော်။ကိုနေတဲ့အိမ်ကိုကိုမေးရှို့ဖို့အတွက်ဘယ်ဝင်မလေးတဲ့လူတွေကိုနေတဲ့နေရာဒေသကိုဖျက်ဆီးဖို့အတွက်လုပ်နေတဲ့ကောင်တွေကိုအားပေးအားများလုပ်နေတဲ့လူလူတွေရဲ့အသက်ကို ငက်ကလေးတက်ကလေးလိုမျိုးတံပိုးမထားပဲလူတွေကိုရှောက်တတ်နေတဲ့လောက်ရကတကယ်တမ်းကျတော့အာတောင်လိုင်းရေမဟုတ်ဘူးကွာနိုင်ငံကိုချစ်တယ်မဟုတ်အောင်နိုင်ငံကိုဖျက်ဆီးတယ်လို့ခေါ်တယ်တောင်လိုင်းရေဓမ္မတယောက်ဆိုတာကနိုင်ငံရေးအတွေ့အကြုံရှိရမယ်ကိုယ့်လူမျိုးပေါ်မှာစေတနာစိတ်ရင်စေတနာမှန်ရမယ်နောက်ပြည်သူလူထုကိုဘယ်လိုတံပိုးထားရမယ်ငါတို့လောက်နေတာဒီကိုယ့်အနာကကိုယ့်မြမလူမျိုးအတွက်လောက်နေတာသူဦးတယောက်တော့ တစ်ခုတရားကြလုံနေခြင်းမဟုတ်ပါဘူးဆိုတဲ့အမြင်လေးเนาะဒီနေ့ဗမာလူငယ်တွေတဘောပေါက်ဖို့အတွက်လို့เนาะခင်ဗျားတို့မှာ favorite ဘောင်းဝင်ပြပြီးမှနိုင်ငံကြီးကိုဖျက်ဆီးဖို့ကြံစည်နေတဲ့လူတွေကိုတော့ခင်ဗျားတို့သွားပြီးတော့နေဟလာနှစ်ပေါင်း90ကျော်ပြီเนาะအဲ့တော့ favorite လိုချင်တယ်ဆိုရင်စပွဲခုံမှာဆွနေကြပါလက်နဲ့ကမ်းပြီး federal ဆိုတဲ့စကားကိုတော့မပြောနဲ့လက်နဲ့ကမ်းပြီး democracy ဆိုတဲ့စကားကိုလည်းပြောမယ်ဆိုရင်ခမားတို့ကအုံတော့မရှိတဲ့လူတွေလိုပဲ ကျွန်တော်ကတော့သတ်မှတ်ရမှာပဲเนาะညီလေးတို့เนาะအဲ့ဒါလေးတော့တို့သဘောပေါက်ဖို့လိုတယ်တိလား